ရမောလုံးလို့ထင်တယ်တော့အမေစီရင်းဆုံးပြေးခြင်းပြေးတွေ့ခြင်းလိုက်တာဟောရောအမေကိုတွန်းနေပေါ့ဟုတ်တယ်နည်းနည်းရှိရဟာသူတို့စိတ်ကြရေးဆွဲထားတဲ့ဥပဒေကိုတောင်းသူတို့ မလိုက်နာတဲ့အပြင်ထပ်ပြီးတော့သူတို့စိတ်ထင်ရလို့တော့ထင်တိုင်းကျဲတာပေါ့ဗျာမိုက်ဆန်တာပေါ့အဓိကတော့ အဲကိုဘေးအရင်တုန်းကအရင်ဘွားအရင်တုန်းကလောက်အရင်ဘွားရင်တော့ဒီတော်လိုင်းတသားမဖြစ်ခင်ပါနော်တော်လိုင်းတစ်ခွဝင်မဖြစ်ခင်ပါရင်တော့ကိုမေးကဘလို့လူမျိုးလဲဘာတွေလုပ်ခဲ့သလဲဒီတော်လိုင်းတွေကဘလို့ပြန်ပါဝင်လာလဲဒါမျိုးလေးအချင်းချင်းပြောပြမယ်ဟုတ်ကဲ့ဗျကျွန်တော်ဒီဆေရမ်အိုမီဂါသားပေါ့ဆေရမ်အိုမီဂါသားမှာအတက်ထဲဝင်သွားခဲ့ပြီပေါ့ဝင်သွားခဲ့တယ်ပေါ့ဝင်သွားခဲ့ပြီးတော့၄နှစ်ကျော်တာဝန်ထမ်းဆောင်ပြီးတဲ့အချိန်မှာကျွန်တော် အာရက်ထောင်အကြခံပြီးတော့ကျွန်တော်ထွက်ခဲ့တယ်ပေါ့မကြိုက်လို့မကြိုက်လို့မကြိုက်တော့ကျွန်တော်တို့ကလက်တို့ခဲ့ရမှာအဲအဲ့တော့ဘူးကြီးတို့ရောက်သေးဘူးထင်တယ်မရောက်ဘူးလေ2005မှာဆိုတော့2005မှာထောင်ကြရတော့အဲအဲ့နေပြီးတော့ကျွန်တော်ထောင်မြင်းကြံထောင်မှာပေါ့တနေ့အကြခံတယ်တနေ့မြင်းကြံထောင်ကနေပြီးတော့ကျွန်တော်အိမ်အဲမြင်းကြံထောင်မှာ6လောက်ပဲနေနေပြီးတော့တခါပကံချောင်းထောင်ကို3လောက်ပဲထပ်နေရတယ်ပေါ့ဩ အဲထောင်တစ်နှစ်မှာဆယ်လနေရတဲ့အချိန်မှာကျွန်တော်ထောင်တစ်ထောင်ပြောင်းလိုက်ရတယ်ပေါ့ပြောင်းပြီးတော့ကျွန်တော်ဆယ်လအဲ2006 2006ဒီဇင်ဘာမှာကျွန်တော်လွတ်တယ်ပေါ့ထောင်ကနေပြီးတော့လွတ်လာတယ်လွတ်လာပြီးကျွန်တော်မိဘတွေရှိရဲ့ဒီပဲခူးတိုင်းထဲမှာပဲပေါ့နော်အဲကျွန်တော်ဇာတိပါမှာပဲကျွန်တော်မိဘရင်းနဲ့အတူတူအဲလွတ်နေထိုင်နေပေါ့နေထိုင်နေထိုင်ရတဲ့အခုဒီကျွန်တော်တို့2000 21ဖေဖော်ဝါရီလ1ရက်နေ့မှာအနာဒီမင်းအွန်လိုင်းစစ်တပ်ကနေပြီးတော့မင်းအွန်လိုင်းကနေပြီးတော့သူ့ကိုဂျိုးအတွက်ပေါ့အဓိကပြောမှန်းဒါသူ့ကိုဂျိုးအတွက်ပဲဗျာဒီလားတတ်မတော်အတွက်လည်းမပါဘူးသူ့ကိုဂျိုးအတွက်ပဲသူလုပ်သွားတာသူ့ကိုဂျိုးအတွက်သူအနာသိမ်းတယ်ပြည်သူကိုသူ့မှာလက်နက်ရှိရယ်ဆိုပြီးတော့သူကပြည်သူကိုနိုင်ကျင့်နိုင်ကျင့်တာအနိုင်ကျင့်တာကရိုးရိုးနိုင်ကျင့်တာမဟုတ်ပေါ့ခွေးလိုပဲပေါ့နိုင်ကျင့်သွားတာဒီကောင်ဟွန်း အဲ့အချိန်မှာပဲကျွန်တော်တို့ပြည်သူတွေကငင်းငင်းချမ်းချမ်းနဲ့စန္နာတွေပြတယ်စန္နာတွေပြတဲ့အချိန်မှာကိုဒီကောင်ကဒီကောင်ရဲ့အောက်ကအယူခိုက်တွေပေါ့နော်သူ့ရဲ့လက်အောက်ငယ်သားတွေကနေပြီးတော့ကျွန်တော်ပေါ့တွေအာကျွန်တော်ပေါ့တွေကနေပြီးတော့ကျွန်တော်ပြည်သူတွေကိုတနက်နဲ့ခေါင်းတိတ်ပစ်တယ်အာအဲ့လိုတိတ်ပစ်ခဲ့တဲ့ဖမ်းတယ်ထောင်ထဲတွေချတယ်ဘာမဟုတ်တဲ့ပုံမှားတွေနဲ့သူတို့ပါဇက်တွေရှိတဲ့ပုံမှားတွေနဲ့သူတို့ထောင်ထဲကိုထည့်တယ် ပြီးတော့ပညာတက်နိုင်ငံအတွက်လည်းတကယ်အလုပ်လုပ်တဲ့လူတွေကိုလည်းတတ်ခဲ့ကြတယ်ထောင်ထဲမှာသူတို့စိတ်ကြရေးဆွဲထားတဲ့ဥပဒေပါဇက်တဲ့ရှိရဟာသူတို့စိတ်ကြရေးဆွဲထားတဲ့ဥပဒေကိုတောင်သူတို့မလိုက်နာတဲ့အပြင်ထပ်ပြီးတော့သူတို့စိတ်ထင်အောင်လုပ်တာထင်တိုင်းကျဲတာပေါ့ဗျာလူမိုက်ဆန်တာပေါ့အင်းဟိုဘယ်လိုလဲမိုက်ကြီးခွဲရဲလို့ပဲကျွန်တော်ယူဆရတယ်ဗျာဒါသူပြည်သူကိုသူဒါမိုက်ကြီးခွဲတာပဲဟုတ်တယ်ဒါပြည်သူသူမိုက်ကြီးခွဲလိုက်တယ်မိုက်ကြီးခွဲလိုက်တဲ့အချိန်မှာပဲ ကျွန်တော်တို့ဒီတော်လန်ရေးတွေကိုရောက်လာကြရေလူငယ်တွေကနေပြီးတော့ဒီ ERO တွေတနေ့အတူလက်တွဲပြီးစစ်ပညာသင်ကြားရတယ်စစ်ပညာသင်ကြားတဲ့အချိန်မှာဘာသာစကားပေါ့ပထမအကုန်ဘာသာစကားနားမလည်မှုနောက်ရာသီဥတုဒဏ်နဲ့ဒီရေမြေဒဏ်တွေကိုလည်းအများကြီးပဲပေါ့ကျွန်တော်တို့ကျွန်တော်အရင်ရောက်လာတဲ့ဒီတော်လန်တွေကိုရောက်လာတဲ့လူညီတွေအကိုတွေကိုကျွန်တော်ကြီးရနေပြီးတော့ဟိုကျွန်တော် ။အရင်ကဒါဆိုဒါစစ်ပညာကျွန်တော်တင်ကြားခဲ့ဘူးတဲ့လူတယောက်ကအိမ်မှာနေရလက်ပြမလုံတော့။ဩ။အဲကျွန်တော်တဲ့အများကြီးငယ်တယ်။အဲကျွန်တော်ထထဝက်လောက်ငယ်တဲ့ညီလေးတောင်မှဒီမှာရှေ့မှာလှုပ်လှုပ်ပြီးဟာလာကိုကိုဝင်ကနဲ့အသက်တွေတောင်စွန့်သွားတဲ့အချိန်မှာကျွန်တော်ကအိမ်မှာနေရလက်ပြမလုံတော့။ဒါကြောင့်မို့လို့ကျွန်တော်ဒီတော်လိုင်းဖွဲနဲ့ကျွန်တော်ချိန်တယ်ချိန်ပြီးကျွန်တော်အရင်ထွက်လာခဲ့တယ်။ဟုတ်တယ်နော်။ဟုတ်ကဲ့။ဒါကကိုယ့်ကိုဟိုအဖြစ်မဲ့ဆိုရင် ဒါနေတတ်မယ်ဆိုရင်နေလို့ရတဲ့နေထားနေတတ်မယ်ဆိုရင်နေလို့ရမယ်အနေထားပေါ့ဒါပေမဲ့ကျွန်တော်တို့နေလို့မရဘူးလေဗျာလူတိုင်းမှာတာဝန်ရှိတယ်ပေါ့ဒီဥစ္စာကျွန်တော်တို့ဘယ်လိုပြောမလဲတရားမျှတမှုကိုလူကျင်တဲ့လူတိုင်းမှာတာဝန်ရှိတယ်ဟုတ်ဟုတ်ပေါ့နော်ဒါတရားတရားမျှတတယ်ဆိုတဲ့ဟာကိုဟုတ်ကဲ့တော့မင်းအောင်လိုင်ကယူမဆိုင်ဘဲနဲ့ပြည်သူရဲ့ဆန္ဒကိုမျက်ွယ်ပြုတ်ပြီးတော့ဒီလိုမျိုးမတရားအနာသိမ်းတာတွေလုပ်တယ်ဒါပြေုံမှအနိုင်ကျင့်ဖိနှိပ်တာတွေတက်ဖြတ်တာတွေလုပ်တာအဲ့ဒါကိုမှဒါလူငယ်တွေက တက်နိုင်တဲ့နေရာတွေကနေပြီးတော့ပြန်ပြီးတော့တော်လန်ကြတော့လက်နဲ့ကိုင်းနေလက်နဲ့ကိုင်းနေကိုင်းတဲ့ထဲမှာမှကိုယ့်ထက်ငယ်တဲ့ညီငယ်တွေပါလာတဲ့အခါလုံးဝမနေနိုင်တော့နေနိုင်တော့ပြန်ချရမယ်ပြန်ချအဲ့ကြဘုံမင်းတက်ထဲမှာလည်းနေဖို့လဲဆိုတော့တက်ထဲမှာကြုံရတဲ့အခက်ခဲနဲ့ဒီအခက်ခဲကဘယ်ဟာပိုများလဲအခက်ခဲကတော့ဒီကတော့ပိုများတာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာအားလုံးကရိတ်ခါလဲမရဟုတ်တယ်ဟာလာကျွန်တော်တို့မှာ ဒီကြောတော့နောက်ခံရရှိတဲ့ရိတ်ခါလည်းမရှိတလို့လာစာလည်းမရှိဘူးလက်နက်ခဲရလည်းမရှိอืมအကျွန်တော်တို့ဒီတရားမျှတမှုကိုလိုချင်တဲ့ပြည်သူတွေကနေလှူတဲ့ပတ်စံလေးရနေပြီးတော့ရိတ်ခါဝယ်ရတယ်ယူနီဖောင်းဝယ်ရတယ်လက်နက်ခဲဝယ်ရတယ်အဲအဲ့လိုပေါ့စူရတဲ့အခါကျတော့ဟိုစိတ်သွားတိုင်းကိုမပါသေးဘူးပေါ့မပါခဲ့ရဘူးပေါ့ဗျာဟုတ်ပါဘူးစိတ်ကတော့ချမ်းပါဟုတ်ကဲ့ဒါပေမဲ့ကိုမှလိုအပ်ချက်တွေအများကြီးရှိရယ်အဲ ဒါတွေကိုလည်းပြည်သူတွေကလည်းသိတဲ့အခါကျတော့တတ်နိုင်တဲ့ဘက်ကသူတို့လည်းဝိုင်းဝန်းကြတယ်ပေါ့နော်သူတို့ရဲ့ပြည်သူတွေတရားမျှတမှုကိုလိုချင်တဲ့ပြည်သူတွေဝိုင်းဝန်းမှုကြောင့်ကျွန်တော်တို့တော်လိုင်းရလည်းဒီ GD ကိုရောက်လာခဲ့ရတာပေါ့ဟုတ်ပေါ့ဟုတ်ပေါ့သူတို့ကမပါခဲ့ရင်ကျွန်တော်တို့မှအလုပ်လဲထွက်လို့လို့မရဟုတ်တယ်ဟာဟိုဘယ်လိုပြောလဲစစ်တပ်လို့လည်းတွေ့ကြရမြင်ရလက်ညှိုးထိုးရောင်းလို့လည်းမရဟုတ်တယ်ဟုတ်တယ်မဟုတ်လားဟုတ်တယ်ကြောက်တွင်းလည်းမရှိဘူးတစ်တော်လည်းမရှိဘူးဘာမှမရှိဘူးလေဟုတ်တယ်ကျွန်တော်တို့တော်လိုင်းသမားမှာဟုတ်တယ် အာနာရှင်ကိုတော်လန်လိုချင်တဲ့စိတ်တစ်ခုနဲ့ဒါကျွန်တော်တို့အကုန်လုံးတော်လန်ကြီးညီကိုရဲဘော်မှန်သမျှအကုန်လုံးကဒါကိုပဲလုပ်နေကြတာပဲဟုတ်ပေါ့ဟုတ်ပြည်သူအဓိကပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့မှာပြည်သူကားဒါလင်ဒါကျွန်တော်တို့ကကျွန်တော်တို့အတွက်ကြောတော့နောက်ခံရပြည်သူကဒါဥဒတိုင်းပေါ့ကျွန်တော်တို့ကတော့သူတို့ရှေ့ရနေပြော့ဟိုရင်ဘတ်နဲ့ကျွန်တော်တို့ကလှုပ်လှုပ်ကြမယ်ပေါ့ဒါပေါ့ဒါပေါ့အဲ့တော့လိုပဲဖြစ်ဖြစ် ဒါပါဝင်လာပေးတာကိုလေကျေးဇူးတင်တယ်ပေါ့နော်ဟုတ်ကဲ့ဟိုကဒါနိုင်ငံရေးမဟုတ်ဘဲနဲ့နိုင်ငံရေးလို့တွက်ပြီးတော့အားလုံးနဲ့ဆိုင်နေအားလုံးပါဝင်ရမယ့်တော်လန်ရေးဆိုပြီးတော့ယူဆပြီးတော့ခုလိုဒီနေရာထိရောက်လာပြီးရတဲ့အတွက်လေကျေးဇူးတင်တယ်ခက်ခဲတွေရာလေတကယ်တကယ်တမ်းရှင်းမယ်ဆိုရင်ဘဝကခက်ခဲဒီဘက်ကခက်ခဲအများကြီးกว่าချားတယ်အများကြီးအများကြီးกว่าအများကြီးกว่าချားတယ်ဟိုမှာဘာမှမပြည့်စုံဘူးဟုတ်ကဲ့ဒါမဲ့လည်းအခုဒီနေ့ဒီချိန်အထိကိုပါဝင်နေတော့မယ်ဟုတ်ကဲ့စိတ်ရကြတာမျိုးလေတော့မရှိဘူး ကျုံးမယ်ဆိုတာပဲဟုတ်ကဲ့အခွင့်အရေးရရလို့ဖိုက်မယ်ဖိုက်မယ်အခုဆိုရင်ဒါကိုမင်းဆိုတက်ခွဲမှုရွေးတက်ခွဲမှုဖြစ်ပြီပေါ့နော်ဟုတ်ကဲ့အဲ့ကြဘာလို့ပဲဖြစ်ဖြစ်ဒါကျုံးဝမင်းအောက်မှာအခုဆိုရင်မြင်ရတယ်ဗျာလူငယ်တွေပေါ့နော်ဟုတ်ကဲ့ငယ်တွေမြင်ရတယ်ဒါပေမဲ့ဒါကိုမင်းဆိုအရှိပိုင်းစစ်သားပေါ့ဟုတ်ကဲ့ဆောပိုင်းစစ်သားပေါ့နော်အဲ့အချိန်တုန်းကတွေ့ရတဲ့စစ်သားကြီးလည်းရှိမယ်ဟုတ်ကဲ့အခုဒါအခုကိုမင်းအောက်မှာလဲဒါပဝင်းကျင်မှာလဲဒါကျွန်တော်ဒေါ်လိုင်းတက်ဖွဲ့ညီကိုလည်းရှိတယ်ဒါသူတို့လည်းစစ်သားပဲဟုတ်ကဲ့ဗျအစ်စစ်သားရဲ့ကွာခြားချက်ကိုပြောပြကြည့်ပါ ်အခုနကကျွန်တော်ပြောသလိုဟိုကောင်းနေမှာတော့ကြတော့ဗျာဟိုဘယ်လိုပြောမလဲဆိုတော့ဟိုဘယ်လိုပြောလဲဆိုတော့ယာတူးလိုချင်လို့ယာတူးအာနာလိုချင်လို့ဝင်ခဲ့တာရှိတယ်အဲနောက်အပြင်မှာအဆင်မပြေမှုတွေရှိလို့ဝင်ခဲ့တာရှိရဲ့နောက်ပြီးတော့ဒီစစ်တပ်ကနေပြီးတော့ဗောအတင်းအားမှစူဆောင်းလို့ဝင်ခဲ့ရတဲ့ကောင်တွေရှိရဲ့အဲနောက်အဲနောက်တစ်ခုကကြောင့်အပြင်မှာကိုဘွားရက်တင်မှုအဆင်မပြေလို့ဆိုပြီးဝင်ခဲ့ရတယ် ူတွေရှိတယ်။အဲ့တော့အမှုဖြစ်လို့အပြင်မှာဗျာသူများပြည်စုခိုးတာဖြစ်ဖြစ်လူတက်ခဲတာဖြစ်စစ်တပ်ထဲမှာရောက်လာရင်အမှုကအော်တိုပြုတ်အပြောက်တန်ပြောက်ဆိုတော့ဒီထဲမှာကဘယ်လိုပြောမလဲဆိုတော့ဟိုတတိမမှန်တဲ့ကောင်လေးအများစုနဲ့ဆူဖွဲ့ဆူဖွဲ့ထားတာပေါ့နော်ဒီတော်လိုင်းမှာကြတော့ငါတို့ကအပြင်မှာလည်းဘာတခုမှဟိုခုနကပြောသလိုပေါ့စားစရာမရှိလို့လည်းမဟုတ်ဟုတ်လားအမှုဖြစ်လို့လည်းမဟုတ် နေရမရှိလို့လည်းမဟုတ်ဘူးအတင်းစုဆောင်ပြီးတော့လည်းရောက်လာတာမဟုတ်ဘူးခံယူချက်နဲ့ရောက်တဲ့လူတွေဆိုတော့အများကြီးပေါ့ဗျာသူတို့စိတ်ဓာတ်နဲ့ကျွန်တော်တို့စိတ်ဓာတ်နဲ့ခံယူချက်ချင်းမတူပြီးတော့ပြည်သူအခုဆိုရင်ဒါပြောမှဆို PDF ဆိုတာကဒါပြည်သူရဲ့အသေးနှလုံးဖြစ်နေတာပေါ့ဒါကြောင့်မို့လို့လဲဒါပေါ့အခက်အခဲပေါင်းများစွာဆိုရင်လည်းဒီ PDF ကပဲပို့ပြီးတော့ရင်ဆိုင်ခဲ့ရတော့อืม အဲကြတော့စိတ်တဲ့အရာမှာကိုပဲအများကြီးကွာသွားအများကြီးကွာဝဲထဲမှာကိုကြိုးကြည့်တဲ့ကောင်းနေစောက်မှုတက်တဲ့ကောင်းနေစောက်ပြဒနာရှာတဲ့ကောင်းနေပြောကြနိုင်ငံအတွက်အမိုက်တွေအမိုက်တွေအဲအဲ့လိုကောင်းမျိုးတွေနဲ့စုဖွဲ့ထားတယ်စုဖွဲ့ထားလိုက်စစ်တပ်ကလည်းကိုကြိုးကြည့်တဲ့ခေါင်းဆောင်တွေနဲ့ဖွဲ့စည်းထားတဲ့စစ်တပ်စစ်တပ်ဒါကတော့လောကပြည်သူအတွက်ပြည်သူအတွက်ဆိုတော့ကိုကြိုးတော့မငဲ့ပဲနဲ့မငဲ့ပဲနဲ့နော်ချို့ဆိုရင်ချမ်းသာတဲ့မိသားစုကနေလာတယ်ဟုတ်ကဲ့ချို့ဆိုရင်မိဘ ဆွေမျိုးတွေကနေပြီးတော့အတင်းတားတဲ့ကြားနဲ့ကြောက်အောင်လာခဲ့ကြတယ်။ချိုးဆိုရင်တကယ်ကိုပြပြလေးလေးလုံးဝအဆင်ပြေပြေပေါ့နော်အပြင်မှာတက်တောက်တက်တာနေလို့ရတဲ့အနေထားကိုလာလာခဲ့ကြတယ်။ဒါပေမဲ့လည်းဘသူမှအတင်းစုဆောင်မှာဆိုတဲ့ပုံစံမျိုးနဲ့လာတာမဟုတ်ဘူး။အကုန်လုံးကပြည်သူတွေခံနေရတဲ့မှာတရားမှုကို အကုန်လုံးတွန်းလှန်ခြင်းလို့ပဲတွန်းလှန်ခြင်းနဲ့ချမယ်ဖိုက်မယ်ဆိုတဲ့စိတ်နဲ့ကိုကြီးကိုကြီးခံယူချက်နဲ့ရောက်လာတာဖြစ်တဲ့အတွက်အပုံကြီးအပြက်ကြီးတားတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါကလည်းကျွန်တော်တက်ဖွဲ့တွေစစ်မေပြည်မှာစစ်နိုင်နေရခြင်းအကြောင်းရင်းတွေကပထမတစ်ချက်ပဲဟုတ်တယ်နော်ဟုတ်ကဲ့ဒါကြောင့်ဒါကုံမင်းအခုဆိုရင်ဒီအခုတော်လိုင်းကာလာပေါ့အဲဒီခုရောက်လာပြီဒီချိန်နေဒီရောက်လာပြီဆိုတော့အရှိပိုင်းကာလာတွေမှာဂျုံခဲ့ရတယ်မမေ့ရဖြစ်ဖြစ်နေပါရှိဖြစ်ဖြစ်နေရတော့ကျွန်တော်တို့ ဒီလက်နဲ့ကြည့်ရင်အထူးခံရတာလေနောက်တိုက်ပွဲမှာအဲပထမဆုံးဆိုရင်အဲကျွန်တော်လည်းအတူသွားတဲ့ကျွန်တော်ရေဘော်တယောက်ပေါ့ရေဘော်ဘဲကျော်ကြသွားတဲ့အချိန်မှာဆိုတာကျွန်တော်ပထမဆုံးအဲပထမဆုံးမို့ဒုတိယအချိန်မြောက်ပေါ့ထွက်ရတဲ့ပွဲမှာပဲကျွန်တော်ရေဘော်တယောက်ကြာဆုံးသွားတဲ့အချိန်မှာတော်တော်လေးကိုအနှင်းပြူတယ်ပေါ့နော်စိတ်ခံစားခဲ့ရတယ်ပေါ့သူဆိုရင်ဒါ ပထမဆုံးစာထီးခဲ့တာကကျွန်တော်ရဲ့ဒီနားလေးမှာပေါ့အစာလေးထီးကြတော့မှသူကကျွန်တော်ကိုလာတက်ခေါ်တာဩခေါ်ပြီးတော့ကိုမင်းအောက်ကိုပြန်ဆင်းဆင်းအားရတယ်ဟိုငါပြစ်နိုင်တယ်ပြုံးမယ်ဆိုပြီးပြစ်နေတဲ့အချိန်မှာပဲသူ့ကိုကျွန်တော်ဟိုဘက် point မှာရှိခဲ့အဲ၃ယောက်ကိုတော့ဝိုင်းကူပြစ်ခိုင်းတာပြစ်ခိုင်းပြီးတော့အဲ့မှာကျွန်တော်စုံမင်းရတဲ့အချိန်မှာသူပြန်ဆုပ်ဖို့တော့ကိုဆက်လက်နဲ့ထောက်ပေးတယ်ထောက်ပေးတဲ့အချိန်မှာသူပြန်ဆုပ်တဲ့အချိန်သူလည်းဆက်လက်ဘိနှောက်အရောက် ဆက်လက်ညှက်သွားတဲ့အချိန်မှာပဲဟိုဖူတီးနဲ့ပြလိုက်လို့သူကြောက်သွားခဲ့ရတယ်ပေါ့နော်ပြန်ဆုတ်တဲ့အချိန်မှာပဲအဲ့တခါတော်တော်လေးကိုရှင်ထဲမှာဝန်နေပြုတယ်ပေါ့ဗျာခါးနိုင်ဖြစ်သွားတယ်อืมပြန်လဲဆုတ်နေတဲ့အချိန်မှာတိုက်ပွဲဆိုတော့ဟိုဘယ်လိုလဲသူတို့ဘက်ကရောက်တရားနဲ့ကျွန်တော်ဘက်ကတရားနဲ့ကျွန်တော်မလဲနိုင်ဘူးဗျာတဲ့လားလဲနိုင်ဘူးသူဘက်ကဖိုးမတန်ဘူးဗျာခွေးကောင်တထောင်နဲ့စစ်ခွေးကောင်တထောင်နဲ့ကျွန်တော် ီဒီယိုတယောက်နဲ့လည်းကျွန်တော်မလဲနိုင်ဒါပေါ့ဟုတ်ဒါပေါ့အဲအဲ့လိုကျွန်တော်မေးတိုင်းပါလေအကုန်လုံးပါလေလို့ပေါ့အဲတော်တော်များများကအဲ့လိုမျိုးအဖြစ်ပြက်လေးပဲပြန်ပြောကြများတယ်ဟုတ်ကဲ့အဲ့ဒါဆိုဆိုတာလေမမေရလို့ပြောလိုက်တဲ့အဲထဲမှာပြောကြရလဲပါမယ်မနေ့ကြရလဲပါမယ်အဲခါလေးပြေးရလွှားရလဲပါမယ်။ရွေးလဲပါမယ်။ကိုပြေးရတဲ့ဟာလဲပါမယ်။ဟုတ်ကဲ့။ဒါမဲ့လေအားလုံးရအဲ့ဒါတွေကိုကြော်ပြီးတော့ခုနလိုပေါ့နော်။ကိုရဲဖို့ရဲဖက်တွေ ဆုံးရှုံးလိုက်ရတဲ့အကြောင်းလေးပဲပြောကြရပိုများတယ်ပေါ့နော်ဟုတ်ကဲ့ဒါကိုကြီးကြီးအဖြစ်လဲဒါကျွန်တော်တို့အချင်းချင်းကြားထဲမှာဘယ်တော့တော့မှတန်ရောတွေ့ကြသလေးပေါ့နော်ဒါလေးလည်းမြင်ရတယ်ပေါ့နော်ဟုတ်ကဲ့ဘယ်လိုပဲဖြစ်ဖြစ်ကိုမင်းလည်းအန်ဒီတာပေါ့နော်ဟုတ်ကဲ့အာအခုချိန်ထိဒီဒလိုင်းမှာအခုလိုကိုတက်နေတာပါဝင်လှုပ်ပေးနေတာဖြစ်တဲ့အတွက်ဒါလို့ကြာဆုံးသွားတဲ့ညီလေးတွေကလည်းဂျင်းနဲ့နေမှာပါပေါ့နော်ဟုတ်ကဲ့ဘာလို့လဲဆိုတော့တို့အတွက်ကြီးကျွန်တော်ပူကြိုးစားရမယ်ပေါ့နော်ပူကြိုးစားအောင်ပေါ့ဟုတ်တို့အခုလိုမျိုးရင်းနှီးပိတ်ဆက်သွားတာတွေအလကားမဖြစ်အလကားမဖြစ်အောင်ကျွန်တော်တို့အနေနဲ့ဒီချက်ပို့ပြီးတော့ပေါ့ ဟုတ်လဲကြိုးစားအောင်ပါကြိုးစားအောင်ပါနော်ဟုတ်ကဲ့အဲ့တော့ကိုမင်းကိုဒါကတော့ဒါကျွန်တော်သိချင်လို့မေးတာပါဟုတ်တော်လည်းဒီနေ့ပြီးသွားပြီ ပြီးသွားပြီဆိုတော့အောင်မြင်မြင်နဲ့ပြီးသွားပြီကျွန်တော်တက်ဖွဲ့တွေနိုင်ပြီဗျာဟုတ်ကဲ့နော်ပြည်သူတွေအားသာပြင်ရပြီတော်လည်းဒီຫນွေဦးတော်လည်းအောင်မြင်သွားပြီဆိုတဲ့နေ့မှာကိုမင်းပထမဆုံးလှုပ်ရှင်တဲ့လှုပ်ကပါပထမဆုံးလှုပ်ရှင်တဲ့တော့အမေးစီရင်းဆုံးပြေးချင်းပြည့်တွေ့ချင်လိုက်တာဟောရောအမေးကိုတွန်းနေပေါ့ဟုတ်ကဲ့အဟမ်းမေးတွင်ပါပြော အာမေတို့တွေ့ရင်ဘာပြောမလဲအရင်တော့ဆိုတာကျွန်တော်တို့ဆိုဘယ်လိုပြောမလဲဟိုအမေတို့ပြပြန်ခံပြီးတော့တော့ပြောမိတာတွေများတယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့အဲဒါဘယ်လိုပြောမလဲဆိုတော့အိမ်မှာအကြီးပြင်းတဲ့အလုပ်ကလည်းဥဆောင်လုံးနေရင်စိတ်ကတခါအဆင်မပြေတဲ့ခါဆိုအမေတို့အဲ့လိုပြန်ပြောမိပါတယ်ဩဟုတ်ဟာပေါ့အခုတော့အဲ့ဒါကြီးတိတက်လာတယ်အမေရဲ့ချစ်တွေနားနေလာတယ်ဟုတ်ကဲ့နော်အဲ့တော့ကျတော့တွေ့တဲ့အချိန်မှာအမေတို့ဘယ်လိုပြောမလဲ မေတောင်းမှန်ပါဗောတောင်းမှန်ပါဗောမေမေချစ်တဲ့တားပုံစံမျိုးဖြစ်အောင်နေပါဗောဟောအဲလေးလေးမောင်ကနေပါဗောဒါကတော့ဒါအားလုံးရဲ့စိတ်ကူးထဲမှာရှိနေတဲ့ပထမဆုံးဆန္ဒဗောနော်ဟုတ်ကဲ့ကျိုးမိဘမရှိရတဲ့သူတွေကတော့တမျိုးပေါ့လေဟုတ်ကဲ့အဲဒါမဲ့လေမိဘအခုချိန်ထိလက်ရှိချိန်ထိရှိနေပါသေးရဲ့ဆိုတော့တားရီသမီးတွေကတော့ဒါကြီးပြီးသွားရဲ့ဆိုတဲ့အချိန်မှာအိမ်ဝဲပြန်အိမ်ဝဲပြန်မယ်ကျွန်တော်ຢာရူးတွေလည်းမမတ်ဘာမှမလိုဘူးဗျာငိုတဲ့ကလည်းဘာမှຢာရူးပါမတ်လို့ဝန်ထမ်းမလုပ်ခဲ့ဘူးဟဟုတ်လုပ်ခဲ့တာတော့မှကျွန်တော်ပြန်ထွက်လာခဲ့တယ်ဟုတ်တယ် ထောင်ကြားခံပြီးထွက်လာခဲ့တယ်အခုကိုစိုးတော်ဟုတ်တာပေါ့ဒါကအခုအချိန်မှာဒါလောက်ရမယ်ဆိုတော့ဘာလို့လဲခံကြက်ပေါ့ဟွန်းဟွန်းငါတို့လုံးမှာငါတို့ပြည်သူတွေအကုန်လုံးလူလိုနေရမယ်တရားမျှတမှုကိုရမယ်ဗျာအဲ့ခံကြက်ကြောင့်ဒီလုပ်ကိုလုပ်လုပ်နေတာအဲ့တော့ဒါကြီးပြီးသွားတဲ့နေ့အကုန်ပြစ်ထားပြစ်ထားကြပါပြန်နေအမေစီပြန်မယ်အမေကိုပြန်မယ်အမေကိုပြန်ဒါပေါ့နော် ဟုတ်ကဲ့အဲ့ဆန္ဒလည်းအများဆုံးပြည့်ပါစေပေါ့နော်ဟုတ်ကဲ့ပြီးတော့ဒါပြည်သွေးလည်းတောက်လျှောက်ကြိုးစားနေရပဲဟုတ်ကဲ့လည်းတောင်းခံနေကြတယ်အကျွန်တော်ဒါကုမင်းတို့ဒါလိုင်းတက်ဖွဲ့တွေဆိုလည်းခုချိန်ထိပေါ့နော်ဟုတ်ကဲ့ဒီလိုနေရာမျိုးဒီလိုအခြေအနေမျိုးမှာမပြည့်မစုံနဲ့ကြားရတဲ့ရနေပြီနော်ဟုတ်ကဲ့အာအဆင်မပြေမှုတွေအများကြီးကြားရတဲ့ရနေပြီပြည်သူတို့လှုပ်ပေးနေရတယ်လည်းသိရတော့ရန်ကျေစုတင်တယ်အခုလိုမျိုးဒါကုမင်းကြုံရတဲ့ဟာတွေဝင်မြပေးရတယ်ခစားချက်တွေပြန်ပြီးဝင်မြပေးရတဲ့အတွက်လည်းကျေစုတင်တယ်ဟုတ်ကဲ့ပြီးတော့ကျွန်တော်ပြည်သူတွေအတွက်ခုချိန်ထိတောင်းရင်ထပ်ဆောင်ပေးနေလို့တကယ်ကိုကျေစုတင်တယ် ရှေ့လျှောက်ကာလတွေမှာလည်းအဲကိုဂရုစိုက်ပါဗောနော်ဟုတ်ကဲ့ကိုတခွင်းမှုဖြစ်လာပြီဆိုတဲ့အချိန်မှာကိုအောက်ကဖွဲ့ရတော့အများကြီးစဉ်းစားရတော့မယ်ဟုတ်ကဲ့ကောင်းနေပို့ပြီးတော့ရှုပ်ရပို့ပြီးရှုပ်ရတော့မယ်ဗောနော်ဒါပေမဲ့လည်းအဲဥစားကိုတကယ်ကိုအဲကိုမင်းတို့ကောင်းအောင်မုံမုံနဲ့ကြော်ဖြတ်နိုင်မယ်လို့ယုံကြည်တယ်ဗောနော်ဟုတ်ကဲ့ပါဒါတော့ဘယ်လိုပဲဖြစ်ဖြစ်အခုလိုဖြစ်ပြီးတော့ဂျေးစစ်တင်နေဒီစကားဝိုင်းလေးရဲ့အဆုံးသက်အနေနဲ့ပြည်သူတွေကိုကိုမင်းပါပြောချင်တာရှိလားပြည်သူတွေကိုပြည်သူတွေလည်းအကျမ်းမာရေးဂရုစိုက်ပြီးတော့နေထိုင်သွားလာရေးလည်းစင်ကျင်စေကျင်တယ်ဗောနော်ဒီစစ်ခွေးကမျိုးကြီးမျိုးမျိုးနဲ့ ရုံမှန်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ခုလိုမျိုးထောက်ပံ့ပေးတာကိုလည်းကျွန်တော်တို့အနေနဲ့ပို့ပြီးတော့ကြိုးစားဆက်လက်ပြီးပို့ပြီးကြိုးစားပါမယ်လို့ပြောချင်ပါတယ်ဗျ။ဟုတ်ကဲ့။ဒါဆိုရင်ဒါကိုမေးဆိုရင်ဒါဟိုဘဝတူပေါ့ပြောရမယ်ဆိုရင်ဟိုဘဝမှာနေခဲ့ဘူးတဲ့သူပေါ့နော်။အဲ့ဒီညောက်ဒါကျွန်တော်တို့ what do လည်းလည်းပြောလို့ရတယ်အဝင်းဆိုလည်းဒါဒီဘက်မှာပြန်ရောက်တယ်ပြန်ရောက်ပြီးရဆိုတဲ့အချိန်မှာအဲလုံးဝတွန်လိုင်းထဲမှာတနိုင်ဆုံးကောင်းမွန်အကောင်းမွန်ဆုံးဆိုတဲ့ဟာမျိုးတွေနဲ့သူပြေးဆက်ပြီးလှုပ်ဆောင်နေတယ် အောက်မှာလည်းသူတက်ဒါငယ်တဲ့ညီငယ်လေးရောက်လာပြီဒီကြားထဲမှာလုံးဝပေါ့နော်တက်နိုင်တဲ့အလုပ်တွေကိုပိုင်းပြီးတော့လုပ်ပေးနေတဲ့ဒေါ်လာရေးတက်ဖွဲ့ဝင်တယောက်ဖြစ်တယ်ပေါ့နော်အဲကြောင့်ဘလို့ပဲဖြစ်ဖြစ်အဲကျွန်တော်ဒီလိုမျိုးတက်ဖွဲ့ဝင်တွေကျွန်တော်စီမှာအများကြီးရှိတယ်မြေပြင်မှာအဲ့လိုတက်ဖွဲ့တွေကြီးပဲဗျာပြောရရင်နော်အပုံလုံးကအဲ့လိုမျိုးညီကိုတွေကြီးပဲအဲကြောင့်အဲ့လိုတက်ဖွဲ့ဝင်တွေအများကြီးရှိတာဖြစ်တယ်ပဲကျွန်တော်ပြည်သူစိတ်တကြကြတော့မရှိဘူးစိတ်တကြကြလည်းမလို့ဘူးကျွန်တော်တို့တက်နိုင်တဲ့ဟာတွေကိုပြည်သူရောကျွန်တော်ဒေါ်လာရေးတက်ဖွဲ့ဝင်တွေရောလက်တွဲညီညီနဲ့ပူးပေါင်းပြီးတော့ဟုတ်တယ်ရှေ့ဆက်ပြီးဆရာနာရှင်တော်လမ်းမယ်ပေါ့တော်လမ်းမယ် အဲ့လိုမျိုးဆိုရင်ကျွန်တော်လိုချင်တဲ့ပန်းတိုင်းကမကြတော့ဘူးမကြတော့ဘူးဆိုပြီးတော့ဒီညနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်